တရင်ကြောလာပြင်းနေဆိုပေမဲ့ဒီကကိုရန်စီမှာကစမအပိုင်မန့်ရှိလို့ရောက်နေတာပေါ့နော်အာဒီလိုနေမျိုးတော့မှာလုံးလုံးနေရတဲ့ရမ်းပြောတယ်ပုံမှန်ဆိုလို့ရှိရင်ကအလုံးမလုံးရမနေနိုင်တဲ့နေရာမှာပါတယ်ကစမမရှိလို့ရှိရင်မနေနိုင်တာဟိုကစမနဲ့ကအမြဲအပိုင်မန့်ပြပြီးတော့ရောင်းနေရတာကိုပြောရမှာပါတယ်ပေါ့နော်အဲ့လိုမျိုးကစမရဲ့အယောင်းဝယ်ပါလို့နေနေရတဲ့ကာလတွေဆိုလို့ရှိရင်ဟာမှုအမြဲတမ်းပေါ့နော်စိတ်ကြတဲ့ ပုံစံမျိုးခံစားရတဲ့စိတ်ဓာတ်တွေကြားရတဲ့ fix in the view ပေါ့နော်တကယ်တကယ်ကျတော့ကိုယ့်ကိုပြပြနဲ့ဟိုပြီးတော့တည်တာတစ်ခုကကျတော့အလုံးလုံးနေရရင်ပျော်နေရတာ ုံးနဲ့ကိုယ်နဲ့တသားနဲ့ကြသွားလို့လည်းပါပါပေါ့နော်အလုပ်တွေလုပ်တယ်စူးစမ်းပန်းစားနဲ့လုပ်လုပ်တယ်ရောင်းဝယ်တွေဖြစ်အောင်လုပ်တယ်နောက်တစ်ခွက်ကျတော့ဒီ customer ရဲ့အာလိုအပ်တဲ့ requirement တွေပေါ့သူတို့ဘာလိုချင်တာလဲအဲသူတို့သူတို့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဟာတွေတွေ့အောင်ရှာပေးရပေါ့ဒါကတော့မိုးရဲ့တာဝန်တစ်ခုလိုဖြစ်နေရကိုယ်တိုင်ကလည်း customer ရဲ့လိုချင်တဲ့သူတို့လိုချင်တဲ့ဒီနေရာ location တွေတုံးချင်တဲ့အမောက်လေးတွေပြောပေးတာနဲ့ကိုကသူတို့နဲ့ကိုက်ညီဆုံးဖြစ်မဲ့ project တွေနောက်ခါ villa တွေ condo တွေပေါ့နော်အဲ့လိုမျိုး အာညှို့ပြီးတော့ရမ်းချပေးရတာကိုသဘောကျတယ်အဲဒါကြောင့်မလို့လဲပေါ့နော်ဒီအလုပ်ကိုချစ်တာလည်းပါတယ်ပည့်ရဆိုတော့ကစားမများဆိုတာတချို့ကမိသားစုနဲ့ခရီးထွက်ကြတာရှိတယ်တချို့ကလည်းလာမယ်ကြိုးရီမလာသေးတဲ့ကစားမတွေရှိတယ်ပေါ့နော်ဆိုတော့ကိုယ်စိတ်ကမနှမိုးနေနေရငါဒီနေ့ရလုံးမှာတော့ဖြစ်မှာအလုပ်ရလုံးချင်တယ်ကစားမလေးတယောက်များလောက်ရရင်သိကောင်းပါပဲငါ project သွားချင်တယ်လို့အလိုမနက်ထရေတွေးလိုက်တာမနက်ထရေတွေးလိုက်တဲ့အတွေးပဲရှိသေးတာဒီကနေ့နေနေတဲ့ဇာတ်ရောက်လာခဲ့ လိုပေါ့နော်အပြောမယ်ဆိုရင်တခြားဟာတွေနဲ့ပတ်သက်ပြီးတော့ manifesta မျိုးတော့မရှိပေမဲ့အလုံးနဲ့ပတ်သက်ရင်တော့ဘာ manifest အရင်လုပ်တယ်လုပ်တိုင်းလည်းပြည့်တယ်ပေါ့နော်အဲ့လိုပဲအအခါကြီးရဲ့ဒီနေ့တွေမှာကိုယ်ကစမပြချင်နေတယ်မရနိုင်ဆိုလည်းပြည့်ရဲ့ဒါပေမဲ့ကိုယ်စိတ်ထဲမှာလည်းငါဒီနေ့တော့ကစမရမှာတော့ဖြစ်မှာငါအယောင်ရဖြစ်ချင်တယ်တော့ကအယောင်ရဖြစ်အောင်လို့ကစမတွေပြချင်တယ် appointment change နေပေါ့နော်အဲ့လိုတွေးလိုက်ပြီဆိုလို့ရှိရင်တွေးလိုက်တဲ့အတိုင်း ရောက်လာတယ်ရလာခဲ့တယ်ပေါ့နော်အဲ့အတွက်လည်းမိုးရဲ့ကစားမာတွေအကောင်လုံးကျေးဇူးအများကြီးတင်ပါတယ်မိုးကလည်းဒီဘက်ကနေပြီးတော့ကိုဘက်ကနေကိုတောင်းဝင်အခြေဆုံးဖြစ်အောင်လို့ပေါ့နော်တောင်းဝင်ကြည့်အောင်ကိုဘက်ကနေပြီးတော့ကစားမာရဲ့လိုအပ်ချက်တွေခိုင်မြှူတွေကစားမိုက်လိုအပ်တဲ့ဟာတွေပေါ့နော် အကောကခုပြေးနေရလို့အများနဲ့လည်း mobile ကနေပြီးတော့လည်းစူးစမ်းပေးနေတယ်ပေါ့နော်။နောက်ရှိချိန်မှာဆိုလို့ရှင်လည်း Morody International Properties ကနေ customer ပေါင်းများစွာကိုပေါ့နော်လာဆိုင်ရောင်းချပေးနေခဲ့တယ်လေ။ရောင်းချပေးနိုင်ခဲ့တယ်တဲ့မှလည်းပါတယ်ပေါ့။အာနောက်တစ်ခုကကျတော့တကယ်လည်း customer တွေသူတို့ရဲ့ဒီ budget တွေသူတို့သုံးချင်တဲ့ငွေအမောင်းတွေသူတို့လိုချင်တဲ့နေရာ location နဲ့အကန့်အညီဆုံးဖြစ်မဲ့ဟာတွေကို property advisor တယောက်အနေနဲ့အကြံပြုပြီးတော့ရောင်းချပေးခဲ့တဲ့ project ပေါင်းများစွာလည်းရှိနေတယ်ပေါ့နော်။အဲ့လိုမျိုးဆိုတော့အကြိမ်များ customer ရီအနေနဲ့အကိုကစိတ်ဝင်စားတယ်အကိုကိုတိုင်းလည်းဒီ property နဲ့ပတ်သက်ပြီးတော့မအိမ်ဝယ်ဖို့တော့စဉ်းစားထားတယ် maybe ကိုတို့လည်းဖြစ်ဖြစ်မတိုက်ခန်းလည်းဖြစ်ဖြစ်မြေမျိုးစားလည်းဖြစ်ခြင်းဖြစ်မယ်ပေါ့နော်ကိုကဘာလေးပဲဝယ်မယ်လို့စဉ်းစားထားစဉ်းစားထားကိုကဝယ်ဖို့တော့ စီစဉ်ရှိရ plan ရှိနေတယ်။ဒါပေမဲ့အဲ့ဒီအတွက်ကို့မှာအချိန်မပေးနိုင်ဘူး။ line line မကြည့်နိုင်ဘူး။ maybe အဆက်သဖြင့် line မကြည့်နိုင်ဘူး။ဒါမှမဟုတ်လို့ရှင်လဲကိုကအဲ့ဒီအတွက် Facebook မှာတုံးပြီးတော့အချိန်ကုန်ခံပြီးတော့မရှာနေခြင်းဘူးဆိုလို့ရှင်တော့အဲဒီ Moro Energy Property ကိုဆက်သွယ်ပေးပါ။မဟုတ်ဆိုလို့ရှင်လဲဒါ Property Advisor တယောက်နေနေပေါ့နော်။ဒီမျိုးနဲ့တော်တော်များများအိမ်ချမ်းမြေတော်တော်များများနဲ့ပတ်သက်ပြီးတော့သိထားတဲ့ knowledge လေးတွေရှိတယ်။ကိုရဲ့ customer တွေရောင်းမဝယ်မှမဖြစ်သွားအောင်လို့ပေါ့နော်။ကူညီပေးနိုင်တယ်။အဲ့ဒါကြောင့်မဟုတ်လို့လဲနောက်တစ်ခါကျဒီ Moro နဲ့ချိတ်ဆက်ပြီးတော့ဝယ်တဲ့ customer အများစုဆို လို့ရှင်လဲအခုအချိန်ထိပေါ့နော်တယောက်မှ အမှားဖြစ်သွားတယ်လို့ဝယ်လိုက်မိတဲ့နေရာမှားသွားတယ်လို့ဆုံးရှုံးသွားတယ်နင်နာသွားတယ်ဆိုတာမျိုးဘာတစ်ခုမှမရှိဘူးသေးဘူးပေါ့နော်လက်ရှိဒီကာလအခြေအနေထိဆိုလို့ရှင်အဲ့ဒါကြောင့်မို့ယုံကြည်စွာနဲ့ချိတ်ဆက်ပြီးတော့ဝယ်နိုင်တယ်ကွန်ဆတ်လုပ်နိုင်တယ်တစ်ခုခုသိချင်တာနေမြင့်ချင်တာရှိရဆိုလို့ရှင်အချိန်မီမွေးဟော့လိုင်းဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရတယ်ဘရိုကိုရိုင်းလည်းအကောင်းဆုံးအရာတွေကိုပဲကစမာတွေပြပြပြီးတော့အကြံပြုသွားမှာပါ